39ဆိုတဲ့ကဏန်းလေးကိုမပြခင်မှာဦးနိုင်တို့ကအခုပါလောရမလဲဆိုတော့39ဒီခွန်ဗရိတ်ဖြစ်တဲ့အတွက်နော်ဗရိတ်ခွန်ဆိုတဲ့ဗရိတ်လမ်းကြောလေးကိုဦးနိုင်ကအရင်စပြမယ်စပြမယ်ဆိုတော့ဟောပြန်ခေးတန်ကဘယ်ရောက်တော့မှတော့မလို့ဘောဒုက္ခပဲဟောဒီမှာကဲဟုတ်ပြီအဲ့တော့ဗရိတ်ခွန်လေးကိုအရင်ဦးဆုံးဦးနိုင်နဲ့အတူတူ ကြည့်လိုက်ရအောင်ပေါ့နော် တကယ်တော့ဒီကဏန်းလေးတွေဟာဥနိုင်ကပါတုဒ္ဒဩဂဏဖြစ်နေကစားလို့ရပါတယ်သို့တော့ဥနိုင်ရဲ့အပြင်မှာရှိတဲ့ဥနိုင်ကိုအားပေးနေတဲ့မိတ်ဆွေတွေရောဥနိုင်ကိုအင်တာနက်ဖိုးပေးပြီးတော့အဖွဲ့ဝင်ထားတဲ့မိတ်ဆွေတွေအတွက်ပါအသေးစိတ်ရှင်းပြခြင်းတဲ့အတွက်ကိုအခုလို public မှာတော့ live လွှင့်ပြီးရှင်းပြတာဖြစ်တယ်ပေါ့နော်ကြည့်အဲ့တော့ break ခွန်နဲ့ပတ်သက်ပြီးတော့ break ခွန်ကစားတဲ့၃ကတ်စီလိုင်း တန်တန်လေးကိုဦးနိုင်နဲ့တူတူလေ့လာကြည့်အောင်ပေါ့နော်ကြည့်ဟုတ်ပြီဒီမှာငားလို့ပိတ်ပြီလေးချိန်မှာငားလို့ပိတ်ပြီလေးချိန်မှာငားလို့ပိတ်ပြီတာနဲ့တပင်းနှစ်ပင်းသုံးပင်းအောက်မှာလေးလို့ထိတ်တယ်ငားနဲ့လေးနဲ့ပေါင်းချင်းဒီကိုနော်ငားနဲ့လေးနဲ့ပေါင်းချင်းဒီကို အဲ့ဒီကိုးကြောင့်ဒီနေရာမှာဗရိတ်ကိုးလို့ကစားတယ်ဗရိတ်ကိုးလို့ကစားပြီးတာနဲ့သူနဲ့တိုင်ပင်အကွာဝဲတူတူမှာဒီသုံးလုံးပေါင်းခြင်းကိုးကိုးဗရိတ်ဒီသုံးလုံးကိုးလို့ထည့်နော်ငါးနဲ့လေးနဲ့ပေါင်းခြင်းကိုးဗရိတ်ကိုး၁၂၃၄နှစ်မြောက်မှာတပင်ကျော်လိုက်တော့ဒီသုံးလုံးကိုးအဲ့သုံးလုံးကိုးကဒီသုံးလုံးကိုးလို့ကစားပြီးတော့မှဒီနေရာမှာကိုးဗရိတ်လို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဂျားထဲမှာတစ်နှစ်နှစ်နှစ်သုံးနှစ်ကြာတယ် ငါးလို့ပြန်ပိတ်တယ်သုံးလို့ထိတ်တယ်နော်ငါးနဲ့သုံးနဲ့ပေါင်းချင်းရှေ့ကြောင်ဒီနေရာမှာပရိရှိလို့ကစားတယ်တင်းနဲ့၃၄ပြန်တပွဲစော်လိုက်တော့ဒီသုံးလုံးပေါင်းချင်းရှေ့အဲ့သုံးလုံးရှေ့ကဒီသုံးလုံးရှေ့လို့လှမ်းထည့်တဲ့အတွက်ဒီမှာပရိရှိလို့ကစားတယ်နော်သုံးလုံးရှေ့သုံးလုံးရှေ့ငါးနဲ့သုံးနဲ့ရှေ့ကြောင်ဒီပရိရှိကပရိရှိလို့ထည့်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာတစ်နှစ်နှစ်နှစ်သုံးနှစ်ချလိုက်ငားလို့ပြန်ပိတ်တယ်နော်ငားလို့ပိတ်ပြီးတော့ ਨੇ ဒီမှာ နှစ်လို့ပြန်ထိတ်တယ်ငါးနဲ့နှစ်နဲ့ပေါင်းချင်းခွန်ကြောင့်ဒီမှာဗရိတ်ခွန်အဲ့ဒီဗရိတ်ခွန်ကတင်းနှစ်သုံးလေးတနှစ်ကျော်လိုက်ရင်ဒီသုံးလုံးခွန်အဲ့ဒီသုံးလုံးခွန်ကိုဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်လို့ဒီနေရာမှာဥနိုင်ကခွန်ဗရိတ်လို့ကစားမှာအင်မတန်မှကစားခွက်လေးတွေတက်တက်ရရလေးကစားတာကိုတွေ့ရတယ်ပေါ့နော်ဥနိုင်ကတော့ဒီလိုလိုင်းမျိုးလေးတွေကိုနှစ်သက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီနှလုံးကဒီသုံးလုံးဟောဒီနှလုံးကို ဒီ၃လုံး၉ဒီ၃လုံး၉ကြောင့်၉ပရိတ်က၉ပရိတ်လို့သွားတယ်ဒီ၄လုံး၈ဒီ၃လုံး၈ဒီ၃လုံး၈ကြောင့်၈ပရိတ်က၈ပရိတ်လို့သွားတယ်ဒီ၄လုံး၇ဒီ၃လုံး၇ဒီ၃လုံး၇ကြောင့်၇ပရိတ်က၇ပရိတ်လို့ဒါသွားရှင်တာပေါ့နော်ဒါပရိတ်ခွန်တနည်းပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တနည်းဒါဆိုရင်နောက်တစ်မျိုးကလည်းဦးနိုင်တို့ဒီမှာစီနီယာလေးနဲ့ကစားကွက်လေးတွေပဲကစားပြမယ်ပေါ့နော်ဒါဒီ line ကြီးက တခြားမလိုအပ်တဲ့ထောက်တွေကိုဥနိုင်ကဖြုတ်ပြီးတော့ထားတယ်ပေါ့နော်ဒါလိုတူတူနဲ့လိုရင်းလေးကိုပဲဥနိုင်ကကစားပြမှာပေါ့နော်အဲ့တော့ဥနိုင်ပြောချင်တာကအခုပြနေတဲ့ကစားွက်တွေဒီဗရိတ်လန်းကျော်ပဲကစားပြတာအဲ့ဒီဗရိတ်လန်းကျော်ကစားွက်တွေရမှာကိုကြိုက်တဲ့ကဏ္ဍပါလို့ရင်ဗရိတ်ခွန်ဖြစ်အောင်ကိုကကိုနှက်တဲ့ကဏ္ဍကိုထည့်ပြီးထိုးလိုက်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဒီမှာဒီသုံးလုံးပေါင်းခြင်းငါး ဲ့သုံးလုံး၅ကိုဒီသုံးလုံး၅လို့ထည့်တယ်ထည့်လို့မဟုတ်တပွဲစုံမှာပရိ၅လို့သူကစားတယ်နော်အဲ့ဒီကနေပြီးရှည်လိုက်ပေါ့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်9နှစ်10နှစ်9နှစ်10နှစ်ချလိုက်ချလိုက်လို့ရင်၅ပြီးတော့ဒီသုံးလုံးပေါင်းရင်6အဲ့ဒီ6ကိုလည်းဒီသုံးလုံးပေါင်းရင်6လို့ကစားတယ်အဲ့ဒီ6ကြောင့်တပင်ကြော်ပြီးတာနဲ့ပရိ6လို့ကစားတယ်နော်ကြားထဲမှာလည်းအဲ့ဒီလိုပဲတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်ချလိုက်နော်၅ပြီးတော့၆၆ပြီးတော့ဒီသုံးလုံးကခွန်း အဲ့ဒီခွန်ကိုလေဒီတုံးလုံးခွန်လို့ဖြစ်တဲ့အတွက်ခုတပင်ကြော်လိုက်တော့ဒီနေရာမှာခွန်ပရိတ်လို့ဒါကစားချင်တာပေါ့နော်ခွန်ပရိတ်လို့ဦးနိုင်ကကစားချင်တာပေါ့နော်ဒါစီနီယာကစားခွက်လေးကိုခေါ်တာပေါ့နော်ဒီတုံးလုံးပေါင်း၅ကိုဒီတုံးလုံး၅လို့ဖြစ်တဲ့အတွက်တပွဲကြော်မှာပရိတ်၅ဂျားထဲမှာ၁၀နှစ်ချားတယ်ဒီတုံးလုံးပေါင်း၆ဒီတုံးလုံးပေါင်း၆မို့လို့တပွဲကြော်မှာပရိတ်၆လို့ကစားတယ်ဂျားထဲမှာ၁၀နှစ်ချားတယ်ဒီတုံးလုံးပေါင်း၇ ဒီသုံးလုံးပေါင်းခွန်ကြောင့်တပွဲကျော်တော့ဗရိတ်ခွန်လို့ကစားမှာဒါဆိုရင်ဗရိတ်ခွန်ကနှစ်မျိုးရှိပြီပေါ့နော်ကောင်းပြီဒါဆိုရင်ဒီအောက်ကနေသွားတဲ့ကစားခွက်ကလည်းကိုးဗရိတ်လို့ကစားတယ်နော်ကိုးဗရိတ်လို့ကစားတယ်တီနေ345တပွဲကျော်မှာရှစ်ပြိတ်လို့ကစားတယ်တီနေ345တပွဲကျော်မှာခွန်ပြိတ်လို့ကစားမယ်เนาะဒါဆို3မျိုး68ခွန်လို့သွားတယ်ဟုတ်ပြီဒါဆိုဘေးလိုက်ကလည်းအဲ့လိုပဲ9ပြိတ်လို့ကစားတယ် တပင်းနှစ်ပင်တပွဲကျော်မှာရှစ်ပရိလို့ကစားတယ်တပင်းနှစ်ပင်တပွဲကျော်မှာခွန်ပရိလို့ကစားမယ်ဒီမှာလဲ9ဒီမှာလဲ10ဒီမှာလဲခွန်ဒါအစည်းကြောတွေပါပြီးသားဒီမှာလဲ9ဒီမှာလဲ10ဒီမှာလဲခွန်ဒါ9 10ခွန်တွားတဲ့ပြည်လန်းချောင်းနေပေါ့နော်ကဲအဲ့တော့ဒီလောက်ဆိုရင်ခွန်ပရိဒီဒါဥနဲ့ပြခဲ့တာ၄မျိုးပေါ့နော်အဲ့ကဲဟုတ်ပြီအဲ့တော့ဒီ၃လုံးပေါင်းချင်းခွန်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 ခွန်ဖြစ်ချင်း၄မျိုးကစားရတယ် လေးမျိုးကစားပြီးတော့မှသူ့ရဲ့နောက်တစ်နှစ်မှာဇောင်းပေါင်းချင်းတစ်လို့ကစားတယ်ခွန်ပြီးတော့တစ်လို့ကစားတယ်နော်အဲ့ဒီမှာတကတ်ရှိတယ်ဒီမှာလည်းအဲ့လိုပဲ၃လုံးပေါင်းခွန်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 နောက်တစ်နှစ်မှာဇောင်းပေါင်းချင်းတစ်ခွန်နဲ့တစ်နဲ့ပဲကစားတယ်နော်ဒါကတတိယကမှလည်းအဲ့လိုပဲ၃လုံးပေါင်းခွန်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 ဇောင်းပေါင်းချင်းတစ်လို့ကစားတယ်ဟုတ်ပြီအဲ့ဒီခွန်နေတစ်တည်းကဘာလောက်ချင်တာလဲ ခွန်နေတစ်တည်းကဘာလုပ်ချင်တာလဲဆိုတော့ကောင်းပြီဒါဆိုရင်အဲ့ခွန်နေတစ်တဲ့ဇလန်းကိုနော်ဥနိုင်ကကစားပြခွန်ပြရှင်၄မျိုးကစားရတယ်ဇောင်းပေါင်းချင်းတစ်လို့ထောက်တယ်သူရဲ့နောက်တစ်နှစ်ရှစ်ကြိမ်မှာထွက်မဲ့ဒီကနန်း၄၅နှစ်ဒီဘယ်ကနေလာတယ်ခွန်ပြချင်း၄မျိုးကစားရတယ်ဇွန်ပေါင်းချင်းတစ်လို့ကစားတယ်သူရဲ့နောက်တစ်နှစ်ရှစ်ကြိမ်မှာထွက်မဲ့656ဘယ်ကနေလာခဲ့တယ်လဲနော်ခွန်ဖြစ်ချင်း လေးမျိုးကစားတဲ့ဇောင်းပေါင်းရင်းတစ်လို့ဖြစ်တယ်ဒီရှစ်ကြိမ်မှာလာမယ်ကနန်းပေါ့ဘယ်ကလာမလဲဟုတ်ပြီဒါဆိုရင်ဒီခွန်နဲ့တစ်နဲ့ဖြစ်ခဲ့လို့ပထမဦးဆုံးဒီသုံးလုံးပေါင်းရင်းခွန်လို့ဖြစ်တဲ့နှစ်ထဲမှာဦးနိုင်တော်ကလိုက်ကြည့်လိုက်တဲ့အခါမှာခွန်ပရိတ်ကိုစတွင်ပရိတ်ခွန်တစ်ပရိတ်ခွန်ပရိတ်တစ်ပရိတ်လို့ကစားတယ်ခွန်ပရိတ်တစ်ပရိတ်လို့ကစားပြန်တယ်ဒီနေရာမှာကွာပေါင်းရင်း၉နော်အဲ့ကွာပေါင်း၉ဒီ တရမာဟာ6ပရိလို့ရဲလို့6ရဲ့နက်ခတ်ဒီဒီနေရာမှာဂွာကိုလို့ထည့်တယ်လို့ယူဆတယ်တိပရိခွန်ပရိဒီပုံဒီဂွာကိုသူ့ရဲ့မြင်းကိုမှာ3ပရိ3ခါလို့ပုံဒီထည့်တယ်ပေါ့ထည့်ပြီးတာနဲ့သူ့ရဲ့ဘေးမှာရှိတဲ့ဒီ5နှစ်ဆိုတဲ့ခဏန်းဒီဒီနေရာကိုလာကစားတယ်နော်ဟုတ်ပြီဒါဆိုရင်ဒုတိယကမှာလည်းအဲ့လိုပဲခွန်ပရိခွန်ဖြစ်ချင်း4မျိုးဇောင်းပေါင်းချင်း1လို့ဖြစ်လို့ဒီပထမအောင်ဆုံးခွန်လို့စဖြစ်တဲ့နေထဲမှာဒီမှာခွန်ပရိလို့တွေ့ပြီတိပရိလို့တွေ့ပြီခွန်ပရိတိပရိ နော်နှစ်ရပါဝါခွန်ပရိတ်လို့ဖြစ်ခဲ့လို့ခွန်ရဲ့နှက်ကတိဂွား30လို့ကစားတယ်သူ့ရဲ့မြင်းကုန်မှာ3ပရိတ်က3ခါလို့ထည့်ပြီးတာ ਨੇ သူ့ရဲ့ဘေးက966ဆိုတဲ့ကဏ္ဍတိဒီနေရာကိုလာကစားတယ်လို့ယူဆလိုက်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာတတိယကတ်မှာခွန်ဖြစ်ချင်း4မျိုးကစားတယ်ဇောင်းပေါင်းချင်း1လို့ကစားတယ်တယ်လို့ကစားတော့ဒီပထမဦးဆုံးဒီသုံးလုံးခွန်လို့ဖြစ်တဲ့နှစ်ထဲမှာเนาะဒီနေရာမှာခွန်ပရိတ်လို့ရိုက်ပြီ ီမှာတိပရိတ်လို့ရပြီနော်အဲ့တော့ဒီ3ပါဝါပရိရှိလို့ကစားခဲ့တဲ့အတွက်ရှိရဲ့နှက်ကတ်ဒီဘွာပေါင်းချင်းကလည်းတိလို့ကစားတိလို့ကစားပြီးသူ့ရဲ့မြင်းကုန်မှာလည်း3ပရိတ်က3ခါလို့ထောက်တဲ့အတွက်ဒီနေရာမှာရှိတဲ့935ဆိုတဲ့ကဏ္ဍကိုဒီနန်းလေးမှာဒါဦးနိုင်ကကစားချင်တာပေါ့နော်ဒါ935ခွန်ပရိတ်နဲ့ပတ်သက်လို့ဒါ935တကွက်ကစားချင်တယ်ခွန်ဖြစ်ချင်း4မျိုးထောက်တဲ့ဇောင်းပေါင်းချင်းတိလို့ဖြစ်တယ်တိနဲ့ခွန်နဲ့ဖြစ်ခဲ့လို့မို့တိပရိတ်ခွန်ပရိတ်လို့ ထောက်တာရဲ့ဘေးရဒီကဏ္ဍဒီဒီမှာရှစ်ကြိမ်မှလာထွက်တယ်ဒုတိယကလည်းအဲ့လိုပဲခွန်ဖြစ်ရှင်း၄မျိုးထောက်တဲ့ဇောင်းပေါင်းချင်းတစ်လို့ဖြစ်ခဲ့တယ်ဖြစ်ခဲ့လို့ခွန်ပရိတ်တစ်ပရိတ်ရဲ့ထောက်တာရဲ့ဘေးရဒီကဏ္ဍဒီရှစ်ကြိမ်မှလာကစားတယ်တတိယကမှလည်းခွန်ဖြစ်ရှင်း၄မျိုးထောက်တဲ့ဇောင်းပေါင်းချင်းတစ်လို့ဖြစ်ခဲ့လို့နော်တစ်ပရိတ်ခွန်ပရိတ်လို့ဖြစ်တာရဲ့ဘေးရဒီ935ဆိုတဲ့ကဏ္ဍကိုဒါရှစ်ကြိမ်မှဦးနိုင်ကကစားချင်တာပေါ့နော်အဲ့တော့ဦးနိုင်ကတော့နေရာထိုင်လေးကိုအဆင်ပြေတယ်လို့ပဲထည့်ပေးထားတာ ဒီတိုင်းလေးထည့်ပေးလိုက်တယ်နော်